န်ဆင်းခြင်းဇလန်းဆိုရင်တော့အားလုံးနဲ့ယဉ်ဤပိတာဖဲမှာပါ။ဒါပေမဲ့အဲ့ဒီဇလန်းကကျွန်တော်တို့တည်ထားသလိုကောင်းကင်ဘုံဥရရဲ့နောက်ကနေမစတင်ပဲစကြဝဠာတစ်ခုလုံးကိုလွမ်းချုံထားတဲ့အကျဉ်းတောင်ကြီးတစ်ခုတိဆောက်တာကနေစတင်ခဲ့ရဆိုရင်ရောဒီနေ့မှာတော့လူတိများတဲ့ဇလန်းကိုအမြင်တစ်ခုနဲ့ချင်းကပ်ထားတဲ့ Hades theory အကြောင်းကိုလေ့လာကြည့်ကြပါမယ်။ဖန်ဆင်းခြင်းဇလန်းဆိုတာနဲ့အများစုကတော့အေဒင်ဥယျာဉ်တို့အာဒန်နဲ့အေဝါတို့အကြောင်းကိုပဲဖြည့်မြင်ကြမှာပေါ့။ဒါပေမဲ့ အဲ့ဒီဇက်လန်ရဲ့အစားဤရင်ခိုင်အိုမေကိုတန်းကလုံးဝကိုကွဲထွက်နေခဲ့တဲ့ဆိုရင်ရောဘယ်လိုလုပ်မလဲဟုတ်ပါတယ်ဒီ theory ရဲ့အဓိကအချက်ကတည်းကပါပဲဖန်ဆင်းခြင်းကတာယာလပတဲ့နေရာတစ်ခုကနေမှစခဲ့ဘူးအဲ့ဒီအစားစစ်ချုပ်လာတစ်ခုလုံးကိုလွှမ်းညုံထားတဲ့အချင်းထောင်ကြီးတစ်ခုတိစောက်ကြကနေစခဲ့တာလေကဲဒီ jelly တစ်ခုတည်းနဲ့ဇလန်တစ်ခုလုံးဘလော့တောင်ပြောင်းသွားမလဲချစ်လက်ကြရအောင်ကဲပထမဆုံးအနေနဲ့ဒီအချင်းထောင်ကဘာဆိုတဲ့ idea ကိုတည်တည်ထားထားလေးရှင်းအောင်လုပ်ကြည့်ကြရအောင် ဒီ theory ရအဆိုရေလေကျွန်တော်နေထိုင်နေတဲ့ဒီစัจ java လာ ਈ ကိုဘာအတွက်ပြီးတော့ဘလို့ပုံလမ်းနဲ့တိဆော့ခဲ့တာလဲဒီ theory ကဇလန်းကိုအစအဦး၌ဆိုတဲ့စကားလုံးကနေမစပါဘူးအဲ့ဒီထက်များကြီးအများကြီးအရင်ကတည်းကစခဲ့တာပါဘုရားသခင်က healer လို့ခေါ်တဲ့ကောင်းကင်တမန်တပါနောက်ပိုင်းကျတော့ satan လို့လူသိများလာမဲ့သူပေါ့သူပုံကန်တော့မယ်ဆိုတာကိုကြိုသိတော်မူခဲ့တဲ့အချိန်ကတည်းကအဲ့ဒီအချိန်တွေကိုဖြည့်ရှင်းဖို့အတွက်ဘုရားသခင်က Hades ဒါမှမဟုတ် Sheol ဆိုတဲ့အရာကိုဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ခဏလေးနော်။ဒါကကျွန်တော်တို့ကြားဖူးနေကြတင်မင်းတမန်နေရဲ့နိုင်ငံတော်တို့မန္တနနိုင်ငံတော်တို့မဟုတ်ဘူး။ဒီ theory မှာတော့ Hades ဆိုတာက Saturn နဲ့သူနောက်လိုက်တွေကိုအပိပိတ်လောင်ထားဖို့တိစောက်ထားတဲ့စัจ java လာတစ်ခုလုံးကိုလွှမ်းခြုံထားတဲ့အချင်းထောင်ကြီးတစ်ခုကိုဆိုလိုတာပါ။ ဒီချမ်းကအဲ့ဒီအချင်းထောင်ကြီးရဲ့တိဆောက်ပုံကိုပုံဆောင်တဘောနဲ့ရှင်းပြဟာစိတ်ဝင်စားဖို့ကောင်းတယ်။မီးလျှော့ရရစပလင်ဆိုတာကတရားစီရင်မယ့်နေရာ။ဖန်ပင်လဲဆိုတာကအချင်းထောင်ရဲ့အပင်စီ။ပြီးတော့မိုးမျက်နှာချမ်းတဲ့ရေလေးကသူ့ရဲ့အလွာအသီးသီးကိုခိုးစားပြတယ်ပေါ့။ဒီဖွဲ့စည်းမော်အလွာရဲ့ရည်ရွယ်ချက်ကတော့ပင်လဲတဲ့ကငကားလိုတင်စားခေါ်ပေါ်တယ်။အဖြတ်ဆွမ်းအားကြီးကိုထိမ့်ဆုပ်ထားဖို့ပါပဲ။ Okay ဒီနေရာမှာမေကွန်ကြီးတစ်ခုထလာပြီ။ကဘာကြီးကစာတန်အထက်စောက်ထားတဲ့အချင်းထောင်ဆွင် ဖျားတခင်ကလူတွေကိုဘာလို့အဲ့ဒီအထက်မှာလာဖန်ဆင်းရတာလဲအဖြစ်ကတော့ဒီ theory အရဆိုရင်လူတွေကအကျဉ်းသားရင်မဟုတ်လို့ပါပဲသူတို့မှာအင်မကန်အရေးပါတဲ့တာဝန်ကြီးတစ်ခုရှိနေလို့ပါပဲလူသားမျိုးနွယ်ကိုဖန်ဆင်းခဲ့တဲ့ရည်ရွယ်ချက်ကစာတန်နဲ့သူ့ရဲ့ပုံငံမှုပေါ်အပိတတရားစီရင်မဲ့စကြဝဠာတရားခွင်ကြီးမှာအဓိကတက်သေးတွေဖြစ်ရည်တည်ဖို့ပါပဲတဲ့တနည်းပြောရရင်တော့ကျွန်တော်တို့ဟာတရားခွင်ရဲ့မျက်မြင်တက်သေးတွေဂျူရီလူကြီးတွေလို့ဖြစ်နေတာပေါ့ ကျမ်းစာထဲမှာကိုးကားထားတဲ့အချက်တစ်ခုကဒီအယူဆကိုပိုပြီးခိုင်မာစေပါတယ်။ဖျားသခင်တာတော်ဒီမာနိုင်အမှုတို့ကိုဖျက်ဆီးခြင်းဟာပေါ်ထွန်းတော်မူ၏။ပရောလေရှင်လင်းတဲ့ရည်ရွယ်ချက်တွေနော်။လူသားတွေဟာဒီကြောက်ကြောက်တရားခွင်မှာအမှန်တရားဘက်ကနေတက်တက်ခံမှုဒီနေရာမှာရှိနေကြတာပါ။ဒါဆိုဘလို့တက်တက်ခံရမှာလဲ။ကိုယ်တိုင်လက်နဲ့ကင်ပြီးတိုက်ခိုက်ရမလား။မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝရွေးချယ်မှုတွေနဲ့ပါပဲ။ ်ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတရားကအမှန်တကယ်လက်တွေ့ကြတဲ့လိုက်နာလို့ရတယ်ဆိုတာကို ကိုယ့်ရဲ့ဘဝနဲ့တသက်ပြလိုက်တဲ့အခါတိုင်းအဲ့ဒါကစာတန်ကိုတရားစီရင်ဖို့အတွက်ဥပဒေကြောင်းရအထောက်အထားတစ်ခုတင်တွင်းလိုက်တာနဲ့အတူတူပါပဲဆိုတော့ကျွန်တော်တို့ရဲ့လောရတိုင်းဟာတရားခွင်မှာတန်ဖိုးရှိတဲ့တက်တဲ့ခံချက်တစ်ခုဖြစ်နေတာပေါ့အဲ့ဒီတော့ဒီဆက်ကြဗလာတရားခွင်မှာလူသားတယောက်ချင်းစီတိုင်းဟာအရေးကြီးတဲ့လမ်းတစ်ခုကိုရင်ဆိုင်ရပါတယ်အဲ့ဒါကတော့ကိုဟာဘသူခင့်မလဲဆိုတာကို ရွေးချယ်ရမှာပါ။တာရဲလား။ဒါမှမဟုတ်ဖျားသခင်ရဲ့ပုံသဏ္ဍာန်လား။တာရဲဆိုတဲ့စကားလုံးကနည်းနည်းတော့ကျမ်းစလိုပဲနော်။ဒါပေမဲ့ဒီနေရာမှာဆိုလိုချင်တာကတကယ်တိရိစ္ဆာန်ကိုပြောတာမဟုတ်ပါဘူး။အတိညာမရှိပဲလော်ကီအပြော်အပါးဒီနောက်ကိုပဲတကောက်ကောက်လိုက်နေတဲ့လူသားတယောက်ရဲ့အခြေအနေကိုပုံဖော်ထားတာပါ။ကျမ်းစာထဲမှာပြောထားသလိုပေါ့။ကုံမဒီရဲ့ရှိတော်လဲညံမရှိတော်သူသည်ပျက်စီးတတ်သော တိရိစ္ဆာန်နဲ့တူ၏ဆိုတာမျိုးပါ။ ဒီလားညက်သွဲရဲ့ကြွားချဲ့ချက်ကတော့တော်တော်လေးကိုရှင်းပါတယ်။တားရဲရဲ့ဘဝလမ်းစဉ်ကကိုယ့်အတွက်ပဲကိုယ့်စီစဉ်ကိုယ့်အနာအတွက်ပဲအသက်ရှင်လဲ။တေးမောင်ကိုတိတ်ကြောက်ပြီးတော့လောကီတက်မှတ်မှုတွေရဲ့ခိုင်းနှမြလုံနေရတဲ့ကြံ့တရားလိုပါပဲ။ဒါပေမဲ့ဖျားသခင်ရဲ့ပုံသဏ္ဍာန်အတိုင်းနေတိုင်းတဲ့သူကတော့ဖျားသခင်ရဲ့တခြားသူတွေရဲ့ခေါင်းကျိုးအတွက်အသက်ရှင်တယ်။တေးချင်းတရားကိုတော့ကြောက်ရွံ့ခြင်းမရှိပဲအောင်းနိုင်ပြီးမြင့်မြတ်တဲ့ဖိညက်တော်တွေကိုလိုက်နာကျင့်သုံးပါတယ်။ စာတန်ကလူတွေကိုตาရဲ့အဖီဘဲဆက်ရှိနေစေခြင်းတော့နီလာမျိုးစုံနဲ့တိုက်ခိုက်တယ်လို့ဒီ theory ကဆိုပါတယ်ဥပမာလေတဲကငက်တယ်လို့မျိုးဖျားသခင်ရဲ့တော့ကပတ်တော်ဆိုလဲမျိုးစေ့လေးတွေနှလုံးသားထဲမှာအမြင့်မတွေ့ခင်လာနောက်ရှက်တယ်ကုန်းပေါ်ကตาရဲ့တယ်လို့မျိုးလော်ဂီအာနာတွေစနစ်တွေနဲ့ဖိနှိပ်တယ်နောက်ပြီးပင်လယ်တွေကငားတွေလို့မျိုးစီးစိမ်ဥစားတွေသွေးဆောင်မှုတွေနဲ့များခေါ်တယ်ပေါ့ဗျာဒါဆိုရင်အရေးကြီးတဲ့မေးခွန်းက တားရဲ့ဘဝကနေဖရာသခင်ရဲ့ပုံတန်တန်တော်အဖြစ်ကိုဘလို့ကူးပြောင်းနိုင်ပါလဲဒီကျမ်းကတော့ပြီးပြည့်စုံတဲ့ဆံပြပုဂ္ဂိုလ်တို့ကိုမြညွန်ပြထားပါတယ်အဲ့ဒီမိငုံရဲ့အဖြေကတော့ခရစ်တော်ပါပဲဒီအမင်းအရာဆောင်ရင်ဖရာသခင်ကိုယ်တိုင်ကယေရှုခရစ်အဖြစ် လူခန္ဓာကိုခံယူပြီးလူသားတွေအတွက်ပြီးပြည့်စုံတဲ့လမ်းပြမေဟုံတစ်ခုကို ကိုယ်တိုင်ကိုကြလာရေးဆွဲပြီးခဲ့တာပါ လူသားစစ်စစ်တယောက်အနေနဲ့ဘယ်လိုနေထိုင်ရမလဲဆိုတာကိုလက်တွေ့ကြကြလာပြသားခဲ့တာဖြစ်ပါတယ်။ခရစ်တော်ကဘာကိုတတ်တည်ပြသွားလဲဆိုတော့ဒီလိုကြာဆုံးနေတဲ့ကဘာကြီးထဲမှာတေမျိုးခန္ဓာကိုယ်နဲ့နေထိုင်နေရပေမဲ့ချစ်ချင်းမေတ္တာတရားအတိုင်းတစ်ဆက်မှမယွင်ပဲနေထိုင်လို့ရတယ်ဆိုတာကိုပါပဲ။ဒါဟာမဖြစ်နိုင်တဲ့စိတ်ကိုယဉ်ဆန်နှုံးတစ်ခုမဟုတ်ဘူး။ဒါဟာလိုက်လျှောက်လို့ရတဲ့လက်တွေ့ကြတဲ့လမ်းတစ်ခုဖြစ်ကြောင်းပြသွားတာပါ။ ဒါကြောင့်မို့လို့နောက်ဆုံးမှာတော့ရွေးချယ်မှုကကျွန်တော်တို့တဦးစီရဲ့လက်ထဲမှာပဲရှိနေပါဗျ။ကျွန်တော်တို့ဟာကိုကျိုးရှာတဲ့တားရဲ့ရဲ့လမ်းကိုဆက်လိုက်ပါလား။ဒါမှမဟုတ်ခရစ်တော်ပြသခဲ့တဲ့ဖျားသခင်ရဲ့ပုံတံဆိုတဲ့လမ်းကိုရွေးချယ်ပါလား။ဒီရွေးချယ်မှုတွေကပဲနောက်ဆုံးမှာအရာအလုံးကိုအဆုံးဖြတ်ပေးသွားမှာပါ။လူသားရီရဲ့တယောက်ချင်းစီရဲ့ရွေးချယ်မှုတွေဒီဆုံးဖြတ်ချက်လေးတွေအလုံးစူပါဝီဘဲကိုဥတီသွားမလဲ။ဒီ theory ရတော့ ဒါဒီအားလုံးဟာစကြဝဠာရဲ့အဆုံးသက်နောက်ဆုံးတရားစီရင်ခြင်းစီကိုစည်းဝံသွားမှာဖြစ်ပါတယ်။ဒီနောက်ဆုံးပိတ်တရားစီရင်မှုကအဆင့်၄ဆင့်နဲ့လာလင်မယ်လို့ဆိုပါတယ်။နံပါတ်၁လူသားတွေကချစ်ချင်းမေတ္တာတရားဟာလက်တွေ့ကြတဲ့ဆိုတာကိုအလွန်အလောက်သက်သွေပြပြီးတဲ့အခါနံပါတ်၂လိုအပ်တဲ့အာဇာနည်တတ်တဲ့အရေးတဲ့ပြည့်မီသွားတဲ့အခါနံပါတ်၃တရားစီရင်ဖို့အတွက်ဥပဒေကြောင့်အရာအခြေခံအုပ်မဲ့ခိုင်ခိုင်မာမာတည်ဆောက်ပြီးတဲ့အခါ နောက်ဆုံးနံပါတ်၄စာတန်တေချင်းတရားနဲ့ဟေဒီစ်လို့ခေါ်တဲ့အကျဉ်းထောင်ကြီးကိုတိုင်းအားလုံးရှုံးနိမ့်ပြီးတရားစီရင်ခံရမှာဖြစ်ပါတယ်။အဲ့ဒီတရားစီရင်မှုကြီးပြီးသွားတဲ့အခါမှာတော့အနှစ်တထောင်နိုင်ငံတော်စတင်မယ်လို့ကြမ်းကဆိုပါတယ်။ဒါဟာဖန်ဆင်းချင်းရဲ့တတ်တမမြောက်နေကိုပုံဆောင်တဲ့ငင်းချမ်းပြီးအေးချမ်းတဲ့အနာယူခြင်းကာလတည်းတစ်ခုပေါ့။နောက်ဆုံးမှာတော့ဒီဇလိုင်းရဲ့အစဖြစ်တဲ့စัจ ज ဝလာအချင်းထောင်ကြီးကိုတိုင်လဲဖြက်စီးခံရတော့မှာပါ။ ကျမ်းစာမှာပြောထားသလိုပဲထို့အခါတင်မင်းနဲ့မရဏနိုင်ငံကိုမိအိုင်တဲ့လို့ချပြလေတာဝန်ကြီးထားတဲ့အချင်းထောင်တစ်ခုဟာဆက်ရှိနေဖို့မလိုအပ်တော့ဘူးလေဒါကြောင့်ဒီအမြင်ရရပြန်ချုပ်ရရင်ဖန်ဆင်းချက်ရဲ့မူလရည်ရွယ်ချက်ဟာတာယာလာပါတဲ့ဥယျာဉ်ကခုတည်ဆောက်ဖို့မဟုတ်ခဲ့ပါဘူးအဲ့ဒီအစားမကောင်းမှုအလုံးကိုတရားမျှတတဲ့နိလန့်နဲ့သာဝရဖေရှားပစ်နိုင်မဲ့စစ်ကြဝရတရားခွင်ကြီးတစ်ခုကိုတည်ဆောက်ဖို့ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ယုံကလူရှာမှုတွေဆုံးဖြတ်ချက်တွေဟာ အရေးပဲမဲ့နေတာမဟုတ်ဘူးဒါတွေအလုံးဟာဒီစစ်ကြောလိုက်အဆုံးဖြတ်ကို ချမှတ်မဲ့တက်တေခံချက်တွေဖြစ်နေတာပါကဲဖန်ဆင်းခြင်းကိုဂျာဗီယိုလာတရားတစ်ခွင်တစ်ခုဖြစ်ပြန်ပြီးရှုမြင်လိုက်တဲ့အခါကျွန်တော်ရဲ့ဘဝအသေးပြန်နဲ့ရွေးချက်အပေါ်ဘလို့အမြင်တက်တေရလာနိုင်မလဲကျွန်တော်ရဲ့နေစဉ်ပြုလုပ်နေတဲ့ရွေးချယ်မှုလေးတွေကဂျာဗီယိုလာတစ်ခုလုံးရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးရမှာအပါဝင်နေတယ်ဆိုရင်ရောဒီအကြောင်းလေးကိုဆက်ပြီးစဉ်းစားကြည့်ဖို့ခြံထားခဲ့ပါစေ